ငရှင်းအရသာကြိုက်သူများအတွက်ငရှင်း soy sauce ဟင်းပွဲလေးကိုဒီနေ့မြည်ခဲ့လိုက်ပါတယ်။မင်္ဂလာပါဒီနေ့ရောက်ရှိနေတာကတော့ရန်ကုန်မြို့ဥဝိဇာရလန်ကန်တော်မင်ပန်းချံနေရာရွှေဘဲမှာဖြစ်ပါတယ်။အဲလာစားတာကတော့ဘဇွန်မယောနိစ်ကိုအရင်စားခြင်းနဲ့နောက်ဘဲကင်ပေါ့လေ။အဲစားဖို့လာခဲ့တာဒီရောက်တော့ဆိုင်ကမန်နေဂျာကသူ့ရဲ့ဟင်းပွဲအစ်စ်ပေါ့ငရှင်း soy sauce အဲအဲ့ဒါလေးကိုမြည်ကြည့်ပါဆိုတော့စားကြည့်တော့ဟင်းပွဲတပွဲလည်းအသေးရသလိုအရသာလည်းတော်တော်ရှိတယ်အဲရွှေဘဲတွေအားလုံးထဲမှာမှဒီကန်တော်မင်ပန်းချံထဲမှာရှိတဲ့ရွှေဘဲမှာပဲဒီငရှိ့ soy sauce ရတာဖြစ်ပါတယ်ငရှိ့မှာမှငရှိ့အသားတုံးကြီးကြီးပြီးတော့မှမုန်းနစ်ကိုပါးပါးလေးကတ်ပြီးတော့မှသူကအဲအနစ်ကလေးကကြတော့ဂျင်းနံလေးလေးရတယ်ပြီးတော့ကော်ရီပုံစံလေးနဲ့ အရသာကထိထိမိမိနဲ့အရင်စားလို့ကောင်းပါတယ်။ရွှေဘဲရဲ့ဘဲကင်အရသာကတော့ဟိုးရင်အတိုင်းပဲအရသာမပြောင်းလဲဘူးစားလို့ကောင်းပါတယ်။ဥနိုင်ကရွှေဘဲရောက်ပြီဆိုလို့ရှိရင်စိုင်မာပဲထိုင်စားစားအေယိုဘဲဝဲဝဲနော်မှားလိုက်တဲ့ကောဝဝစူစူဖျော်ဖျော်လေးပေးပါဆိုရင်အမြင်မှားလိုက်တယ်။အဲ့ဒါမှပို့ပြီးတော့မှလည်းစားလို့ကောင်းတယ်လို့ကိုယ်စိတ်ထဲမှာထင်နေပေါ့နော်။တကယ်ဝဝစူစူဖျော်ဖျော်လေးရပါတယ်။ ဈေးနှုန်းတွေကတော့လွန်ခဲ့တဲ့တလအစားခဲ့တဲ့ဈေးနှုန်းတွေအခုဈေးနှုန်းတွေကဒေါ်လေးကွာသွားပါပြီအခုဘဲကင်တကောင်ကိုအဲ tax ကော service charge ကောပေါင်းလိုက်လို့ရှိရင်9000ဝန်းကျင်ရှိပါတယ်ပြီးလို့ရှိရင်ပဇွန်မယောနိစ်ကလည်း9000ကျော်တယ်နောက်ပြီးတော့မှဦးနိုင်တို့အာလူးအစားတော့ပေါ့အဲ့ဒါလေးကလည်းဈေးနှုန်းက2000ကျော်တယ်အဲ့တော့ဇင်းနှုံးနေဇင်းနှုံးနေကတော့အဲသူ့အားနဲ့သူကတော့အပြောင်းလဲတွေအများကြီးရှိပါတယ်အဲ့တော့လာစားမယ်ဆိုလို့ရှိရင်လည်းဇင်းနှုံးလေးတည်ရတော့အကြမ်းမြင့်ပြပြချင်းဖြစ်ပါတယ်ခင်ဗျာ ဘဲကင်နေဈေးတက်တာလည်းမပြောနဲ့ဥနိုင်တို့ရက်ွက်ဈေးထဲမှာဥနိုင်ဈေးသွားတော့ကြက်သားဝင်နေတော့ဘဲကိုရောင်းဖို့အမွှေးနှုတ်နေတာပေါ့နော်တန့်နေတာပေါ့အဲ့တော့အဲ့ဒီအချိန်မှာသူကအင်းနဲ့ဥနိုင်နဲ့ဘဲမှာထည့်သွားပါလားတဲ့ဆိုတော့အင်းနဲ့ तू ဘလို့ရောင်းအောင်မနာမသိဘူးတဲ့ तू အဲ့ဒီဒိုင်းနေဝယ်လာတာတဲ့ဒီဘာမှပေါ့နော်အမျက်မတင်ရသေးဘူးဘဲတစ်ခါကို9000ပေးခဲ့ရတယ်တဲ့ဘလို့ရောင်းအောင်မနာမသိဘူးတဲ့အဲအခုလည်းအဲ့ဒါပြန်ပြီးသတိရမိတယ်ပေါ့နော်အဲ့လိုအစိမ်းမှာတော့9000ဖြစ်နေတယ်ဆိုတော့လေအခုဒီလိုဆိုလို့ရှိရင်တော့ဈေးတွေကအပြောင်းလဲတွေဖြစ်သွားတာပေါ့လေ ။ငရှိဟင်းပွဲလေးရဲ့ဈေးနှုန်းကိုတော့မမေးကလေးရဘူး။ဦးနိုင်ကရွှေဘဲရောက်တော့ရွှေဘဲကမန်နေဂျာညီလေးတွေကဦးနိုင်ရှိကိုရောက်လာပြီးတော့သူတို့အားတဲ့ဦးနိုင်ကိုအားပေးနေတာပါတဲ့ဦးနိုင်ရဲ့ fan တွေပေါ့နော်။အဲတော့အဲဦးနိုင်ကိုတဲ့ရောက်တုံးလေးသူဟင်းပွဲလေးမျက်တာလက်ဆောင်ပေးခြင်းလို့တဲ့ဘာလေးသုံးဆောင်ခြင်းလဲဆိုတော့သူကမေးတော့ဦးနိုင်ကလည်းအော်လို့ဟိုကကိုယ့်ကိုမှားထားရတယ်လည်းပြည့်နေပြီဆိုတော့ ဟိုဟိုစဉ်းစားနေတော့ရှိသေးတယ်။ဥနဲ့ငရှင်းစားလားဆိုတော့စားပါတယ်ဆိုတော့အဲ့ဒါငရှင်းဆိုလို့ရှိရင်တဲ့အဲ့ဒါငရှင်းစားရင်ပေါ့နော်ငရှင်းအဲ့ soy sauce ကသူတို့ဒီမှာအရန်ရောင်းရတယ်တဲ့။အဲရွှေဘဲတွေအားလုံးထဲမှာပါသူတို့ဆိုင်မဲ့ရတယ်ဆိုတော့သူတို့ပြောတဲ့တိုင်းဥနဲ့လည်းမှားလိုက်တယ်။မှားတဲ့ခါကျတော့ဟင်းပွဲလေးရလာတော့တော်တော်လေးကိုစားလို့ကောင်းတဲ့အတွက်ကျေးဇူးလည်းအများကြီးတင်ပါတယ်။ဒီနေ့မှားလိုက်တဲ့ဟင်းတွေကတော့ဘဲကင်တကောင်ဘဲချေပြားတော့အာလူပဇွန်အစာတော့ ပြီးတော့ကစွန်းရဲ့ပေါင်းဗါလဲစက်သားထမင်းကျော်နော်နံပါတ်မဟိုကအစိုးရပြောတယ်ငရှင်း soy sauce ကတော့မြေတားလက်ဆောင်ပေးတာအဲ့တော့အားလုံးစုစုပေါင်းကို2သိန်းနဲ့3000ကျပါတယ်เนาะ tax ပါအပီအစီเนาะအဲ့တော့ဗါလဲပြီးတော့ bike ကတော့ကားနေရာဝင်เนาะစားလိုက်ပါတယ် အဲ့တော့အခုခေတ်မှာတော့ဘယ်ဆိုင်ပဲသွားသွားဥနဲ့ဥနဲ့တို့ဆိုတာလူလေးယောက်စားတာပေါ့နော်အဲဘယ်ဆိုင်ပဲသွားသွားအခုလိုမျိုးဒါဥနဲ့မှားတယ်ဆိုတာလေအရင်တော့အလိုဆက်ရှိလက်ရှိထင်တိုင်းဟိုပါဆိုရဲလက်ညိုတို့ဒီအားဆိုလဲလက်ညိုတို့ကြီးမှားတဲ့အစင်မဟုတ်ဘူးနော်ဒါရွေးချယ်ပြီးတော့အစရတဲ့ဒီလောက်ဒီလောက်ကြမယ်အဲဒီလောက်ဒီလောက်ဆိုလို့ရှိရင်ဒါငါတို့တော့ okay တယ်တကယ်လို့ ို့ပြီးပါမိလဲနေတဲ့အတလုံးအိမ်ကိုပါဆယ်ဆွဲရအောင်မယ်ပါဆယ်ဆွဲအစားတောက်တဲ့အိမ်ရောက်သိတစားကျင်တော့လीအဲ့တော့အဲ့တော့ခံမမ်းမိမှာတော့မှဒီလောက်ကြာတယ်ပေါ့နော်အဲ့တော့ဒါလေးကတော့ကိုယ်တိုင်ကိုယ့်အတွက်ကတော့ okay လေအဲ့တော့သွားစားတဲ့သူတွေလည်းမှန်းလို့ရအောင်ဆိုတော့ဦးနယ်ဇင်းတို့လေးပါတက်ပြီးတင်ပေးလိုက်ပါတယ်ခင်ဗျာအနယာရွှေဘဲရောက်လို့ဘဲကင်စားပြီဆိုလို့ရှိရင်သူတို့ပေးတဲ့အချင်းနဲ့ဘဲကင်အသားကိုနစ်နေအောင်တို့ပြီးရွှဲနေအောင်လုပ်ပြီးမှစားတာကိုသဘောကျတယ် တို့မှာကျန်တဲ့အယိုးတွေပဲခိုင်းလဲအဲ့အချီကိုနှစ်နှစ်ပြီးတော့လေအဲ့လိုတို့ပြီးမှစားရတာအရန်ဟတ်ထီတယ်အဲအစားလန့်ချရတော်သူများအဲ့လိုမျိုးဘဲကင်စားရင်ဥနိုင်စားသူစားကြလားရေးပေးခဲ့ကြအောင်နော် ုံသွားတော့တာပုံသွားတော့အရန်အရန်စားလို့သွားမှာဒါငင်းတာ